ီလာမဲ2026မှာဗုဒ္ဓသားပြည်ပဲကံကောင်းနေလားကံဆွနေလားမေးရင်ကောင်းအားက80လောက်ရှိနေပါတယ်သတိထားရမှာ30လောက်ရှိပါတယ်ဘာတွေကိုသတိထားရမယ်ဘာတွေကကောင်းတယ်လဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်၁အချက်အနေနဲ့တငယ်ချင်းကံမိစေကံနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်ကိုအခက်ခဲတွေအကျက်တွေဖြစ်မယ်ဆိုရင်တယောက်တည်းမပြတ်ကြပါနဲ့တခြားတဲ့ရင်မဆိုင်ပါနဲ့ကိုရမ်းချရတဲ့တကယ်ချင်းတွေအရန်ခင်ရတဲ့မိတ်ဆွေတိုင်းပြမှာဆွေးနွေးပါ သူတို့စီကအကြံဉာဏ်ကောင်းတွေရရှိပြီးတော့မိတ်ဆွေတဲ့အခက်ခဲတဲ့အကျက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်။ရဲဝဲရတငယ်ချင်းမိတ်ဆွေရတဲ့အကျိုးပေးတယ်။ဒါကြောင့်တငယ်ချင်းကမိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အရာအားကောင်းနေတဲ့ကာလမှာဖြစ်တော့ကြောင်းဟိုအကူညီလိုမယ်ဆိုရင်တငယ်ချင်းတွေကိုအကူညီတောင်းမယ်ဆိုရင်အရွယ်တွေကိုအကူညီရတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်။ပြီးတော့ရင်မိတ်ဆွေကောင်းတငယ်ချင်းကောင်းအစ်တစ်တွေလည်းရရှိတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မယ်တငယ်ချင်းကန်နဲ့ပတ်သက်မယ်ဆိုရင်အရာအားကောင်းနေတဲ့နည်းနည်းဖြစ်ပါတယ်။ ကျွန်တော်ပြန်ပြောပါမယ်အခက်ခဲတဲ့အကြက်တွေဖြစ်မယ်ဆိုရင်အကူအညီတောင်းဖို့မမေ့ပါနဲ့တိုင်းမေ့ဖို့မမေ့ပါနဲ့ကိုယ့်ရဲ့အခက်ခဲတွေကငွေချင်းတွေအကူအညီထောက်ပံ့ကြအောင်အဆင်ပြေသွားမယ်ဒီနေ့မှရှင်နေလို့ပါ ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်အားကောင်းနေတာတော့မဟုတ်ဘူး။ငွေကြေးနဲ့ပတ်သက်ပြီးတော့ထိုက်လောက်နေတော့ဝင်လာခဲ့မယ်။ငွေစုမိဆောင်မိအားကလည်းအရန်ကောင်းနေတာမဟုတ်ဘူး။တချို့ကတော့စုဆောင်မိမယ်။တခုတည်းထားရမှာကကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာမှာတော့မဟုတ်ဘူး။မိမိစူးစမ်းရင်စူးစမ်းလောက်တော့ငွေတွေဝင်လာနိုင်ခဲ့ရှိပါတယ်။ဒါကြောင့်ဒီနေ့မှာဒီထားရမှာကငွေချီတာတွေငှားတာတွေအာမခံတာတွေငွေကြေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုကိစ္စမှမဆိုဒီထားဖို့အရေးကြီးပါတယ်။ကျွန်တော်ပြောတဲ့အချက်ကိုသီးထားနိုင်မယ်ဆိုရင်တော့မိတ်ဆွေငွေကြေးတွေက နော်ဆုံးရှုံးမှုအားကနည်းပါးမှဖြစ်ပါတယ်။ဒါကြောင့်ငွေချင်းနဲ့ပတ်သက်မယ်ဆိုရင်ချီတာတွေငှားတာတွေအာမခံတာတွေမလုပ်နဲ့အာမခံပေးမယ်ဆိုရင်လည်းကိုယ်ကဆိုက်ရရတာတွေကိုယ်စုဆောင်တဲ့ငွေချင်းတွေကသူများကိုပေးလိုက်ရတာတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့သူများရဲ့အပူကကိုယ့်ရဲ့အပူဖြစ်တတ်ပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတဲ့အချက်တွေကြီးဆိုင်နိုင်မယ်ဆိုရင်တော့အရန်ကောင်းပါတယ်ခင်ဗျာ။မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်ဒီလာမယ့်2026မှာကိုယ့်ရဲ့မိသားစုချင်းကတော့အဆင်ပြေတယ်ဆိုပေမဲ့ ေရလူတွေအတွက်ကြောင့်ပတ်ဝန်းကျင်ကမိထိုးမှုကြောင့်ကိုယ့်ရဲ့မိသားစုတွေအဆင်မပြေဖြစ်သက်ပါတယ်။ရမိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်ဘေးရလူတွေအတွက်ကြောင့်ကိုယ့်ရဲ့မိသားစုတွေစိတ်ဝင်ကြွေးတာတွေမိဘပေါင်းသမားတွေမိဘတွေနဲ့နားလည်မှုတွေတာတွေဂျုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ဒီလာမဲ့2026မှာပတ်ဝန်းကျင်တွေရောသူပြုဆိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။အရန်ကောင်းနေတာကအင်ချန်မီနဲ့ပတ်သက်တာဒီလာမဲ့2026မှာဗုဒ္ဓတာရီတွေအိမ်ပိုင်းတာမျိုးတွေခြံပိုင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့်အိမ်ခြံနေတဲ့ပတ်သက်အရန်အားကောင်းနေတဲ့အတွက်ကြောင့်မို့အိမ်ဝယ်မဲ့သူတွေခြံဝယ်မဲ့သူတွေကလည်းအဆင်ပြေပါတယ်။ကိုကအိမ်ဝယ်ဖို့ခြံဝယ်ဖို့ရည်ရွယ်ထားတယ်ဆိုရင်လည်းအတွေ့အကြုံရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်။ကိုရဲ့မိသားစုဝင်ထဲမှာပြောင်းနေတဲ့သူတွေအဆက်တွေပြတ်နေတဲ့တွေရှိတယ်ဆိုရင်လည်းပြန်လည်းအဆက်တွေရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။အရန်ကောင်းတဲ့နေနေဖြစ်ပါတယ်။နောက်တစ်ချက်ကောင်းနေတာကအချစ်ရင်းနဲ့ပတ်သက်တာ။ ကြားလာတဲ့နာမည်အရကမိတာစုကံဖြစ်နေပါတယ်အခြေအနေပတ်သက်ပြီးတော့เนาะဒီမှာလင်မယားနှစ်ယောက်ကပျော်စွန်တက်ကြွနေတယ်ပြီးတော့ကလေးတွေကဆော့ကစားနေတယ်အပေါ်မှာခွန်းနမိတ်ကအပေါ်မှာမိုးထားတယ်ဒီနမိတ်ကိုကြည့်ချင်းအားဖြင့်ဘောရူသားတို့ရဲ့အခြေအနေပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့နှစ်လည်းဖြစ်ပါတယ်ပြီးခဲ့တဲ့2025တော့အခြေအစင်မပြေခဲ့သမျှတွေဒီလာမယ့်2026မှာအစင်ပြေပြီးတော့ပျော်စွန်တော့မိတာစုဘွားတို့ကိုလည်းရောက်ရှိမှာဖြစ်ပါတယ်လူငယ်တွေနေတဲ့အိမ်အောင်ကြတာတွေ ။အိမ်အောင်ကြမယ်ဆိုရင်လည်းပျော်ပျော်ဆွဆွတက်တက်ကြွကြွနဲ့နော်ကိုချစ်တဲ့သူနဲ့အိမ်အောင်ကြပြီးတော့ပျော်ဆွနဲ့မိသားစုဘဝတစ်ခုကိုရောက်ရှိမှာဖြစ်ပါတယ်။အချစ်ရေးအစီအမပြေတဲ့သူတွေတေချာပေါ့အချစ်တွေအစီအမပြေပြီးတော့ပျော်ဆွနောက်မိသားစုဘဝတစ်ခုကိုရောက်ရှိမှာဖြစ်ပါတယ်။အိမ်အောင်ကြနိုင်ခြင်းလည်းရှိပါတယ်အရန်ကောင်းပါတယ်။နောက်တစ်ချက်ကောင်းနေတာကကို့မှာနော်အသွင်းရံလူမရှိပါဘူး။ နော်ကို့မနာလိုတဲ့သူတွေမုန်းတဲ့သူတွေမရှိပါဘူးခေါင်းပါတယ်ပြီးတော့ကိုကအစမ်းအရန်ပွင့်နေတဲ့ကောင်းလာထဲမှာလည်းရှိနေပြန်ရောဒါကြောင့်မို့အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့လောက်ကိုင်းမယ်ဆိုရင်အဆင်ပြေလွယ်တဲ့အောင်မြင်လွယ်တဲ့ပြီးတော့ကို့ချစ်ကြိုက်ခင်တဲ့သူတွေကလည်းများနေတဲ့ကောင်းလာထဲမှာရှိတော့ကြောင့်မို့ဘယ်လိုကိစ္စမှဆိုအောင်မြင်တာမျိုးတွေအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်မှာမိတ်ဆွေကစမ်းအရန်ပွင့်နေမှာအရန်ကောင်းပါအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့နေ့တဲ့မှာရှိနေပါတယ်ကိုရဲ့အိမ်အောင်ဘက်ကြောင့်မွေးတဲ့ထုတ်လိုက်ထိုင်လိုက်ဝင်လာတဲ့မျိုးတွေကြုံတွေ့ပါတယ် ။ဒါတခုတည်းထားရမှာကငွေဝင်လာတဲ့လောက်ကိုယ့်ရဲ့အိမ်တော်ဘက်ကစိတ်မကြည်တာတွေစိတ်ညစ်စရာတွေကြုံတွေ့တတ်ပါတယ်။အရာမိတ်ဆွေကမိတ်ဆွေရဲ့အိမ်တော်ဘက်ပေါ်မှာနော်ပွားစီပွားစီကြော်တာတွေသူမှကြားတဲ့အရာတွေလုံးမိတာတွေမလုတ်ဖြစ်အောင်ကြိုးစားပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။သူကအလုတ်ပင်ဖန်လို့ကတမျိုးမိတ်ဆွေကပြောတယ်ဆိုတယ်ဆိုရင်ကိုယ်ဆိုးသွားတတ်တယ်အိမ်တော်ကြီးတွေညံ့သွားတတ်တယ်။ဒါကြောင့်မိတ်ဆွေဖက်ချန်ကကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာနားလည်နိုင်အောင်ကြိုးစားပါ။ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာနော် တိတတ်တဲ့เนาะအိမ်တော်ဘက်တယောက်ဖြစ်အောင်လေးကြိုးစားပါလို့ပဲကျွန်တော်အကြံပြုချင်တယ်။ဒါမှမဟုတ်ကိုယ့်အိမ်တော်ရဲ့တာယာတာမျိုးတွေအဆင်ပြေတာမျိုးတွေကြုံတွေ့နိုင်တယ်။အရန်ကောင်းတာကကိုယ့်ရဲ့အိမ်တော်ဘက်ကြားကွာငွေကြေးတွေပြည့်စုံသွားမှာဖြစ်ပါလေ။အရန်ကောင်းပါလေခင်ဗျာ။အိမ်တော်ရဲ့အဆင်မပြေတဲ့သူတွေအိမ်တော်ကြီးကြောင့်တော့ကများတဲ့သူတွေနေတဲ့ကလည်းတေချောင်းအဆင်ပြေမယ်ခါးလေးမှာရောက်ရှိလာမှာဖြစ်ပါလေ။ ပြီးတော့ကွာအိမ်တော်ကြီးကံညံ့နေတဲ့လူတယောက်ဆိုရင်ဘီရဲနောက်မှာကျော်ရေတရားလေးပြေးမယ်ဒီရေတရားလွတ်လပ်ချင်ရပြီးအိမ်တော်ကြီးကံတွေခေါင်းပြီးတော့ကျော်ဆွေနှုံးမိသားစုဘဝကိုရောက်ရှိမှာဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့ရေတရားဖျောက်လုပ်ပေးပါဦးကျွန်တော်ကအကြံပေးချင်ပါတယ်ကျမရေနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေတာတော့မဟုတ်ဘူးဘောရူတောင်မီတွေကျမရေနဲ့ပတ်သက်တော့အထူးပြုဆိုင်ပါအကူတတိထားရမှာကကိုလှုပ်တဲ့အလုတ်ကထိခိုက်နိုင်တဲ့အလုတ်တွေဖြစ်နေတဲ့ဆိုရင်ဂလူဆိုင်ပါ နော်ဒါကြောင့်အလောက်ကိုင်းတဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေတဲ့ဆိုပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ညံ့တက်ပါရင်အလောက်ပေါ်မှာရန်အာယုံဆိုင်တာတွေအလောက်တွေအရန်ကြိုးစားပြီးလှုပ်တာတွေကျမ်းမာရေးကိုဘယ်သူမှဆိုင်ပဲလှုပ်ချင်လို့လှုပ်တယ်စားချင်လို့စားတယ်သွားချင်လို့သွားတယ်နော်အဲ့ဒီပြက်တွေကများလာတယ်ဆိုရင်ကျမ်းမာရေးရုပ်တရက်ညံ့သွားတတ်ပါဒါကြောင့်ကျမကြီးနဲ့ပတ်သက်ပြီးတော့အချူကြီးဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။ကြားလိုက်တဲ့နမိတ်ကပြောရမစင်ဘာနမိတ်ဖြစ်တယ်။ဒါကြောင့်ဒီနှစ်မှာမိတ်ဆွေကကျမကြီးကိုညံ့တတ်တယ်။ ဒါကျမရေမညံ့အောင်ပြင်ဆင်စရာရှိတာပြင်ဆင်ထားဖို့ရန်ရည်ကြည်ပါရယ်ကိုနဲ့မသိတဲ့အစားအစာတွေမစားဘူး နော်အေးရောပေါ့အိမ်မေအလုတ်ကိုလည်းကြိုးစားရတော့ကြိုးစားတယ်ဒါပေမဲ့ကျမကြီးထိခိုက်တဲ့ထိတော့မလုပ်ဘူးဆိုတော့နော်စီကံလေးထားမယ်ဆိုရင်တော့ကျမကြီးတွေကတိတ်ပူစရာတော့မလိုဘူးကျော်ပြောတဲ့အချက်ကိုလိုက်နာမယ်ဆိုရင်ကျမကြီးတွေကခေါင်းမှဖြစ်ပါတယ်ဒီလာမယ်2026မှာဘောရိုတာမင်ဖီဖီမေမေနေနဲ့ကို့မှာတားလေးမွေးထားတဲ့ဆိုရင်အရန်ကျိုးပေးမယ်နှစ်နှစ်မှာရင်ဆိုင်ရမှာဖြစ်ပါတယ်တားကျိုးခံစားရမှာနှစ်နှစ်ဖြစ်ပါတယ်ကိုရဲ့သားကပြောဆိုရခက်နေတယ်ဆိုရင်ပြောဆိုဆုံးမကြည့်ပါအလွယ်တကူနားထောင်တာမျိုးသူ့ရဲ့အမားတွေ ပြီးပြီးတော့အမှန်ပြင်တာမျိုးတွေကြုံတွေ့နိုင်ပါလေ။ဒါကြောင့်တားကျွန်းနဲ့ပတ်သက်ပြီးတော့အရန်ခံစားရမယ့်နေ့နေ့မှရှိနေပါတယ်။ပြီးတားမီးလိုချင်တဲ့သူတွေနဲ့ကလည်းအလွယ်တကူရရှိတတ်ပါတယ်။အရန်ကောင်းပါတယ်။ရခဲ့ရင်လည်းတားတွေပဲဒါဖြစ်ဖို့များပါတယ်။တမီးကျွန်းနဲ့ပတ်သက်မယ်ဆိုရင်တိတ်တော့အားကောင်းနေတာတော့မဟုတ်ဘူး။တမီးမိန်းကလေးတွေမွေးထားတဲ့သူတွေနေနဲ့ကို့မှာစင်ညစ်စရာတွေစိတ်ဆုပ်စရာတွေသူတို့ကြောင့်ကို့မှာပူပန်ရတာတွေကြုံတွေ့နိုင်ပါတယ်။ တော့ပြောဆိုရခက်တာတွေလည်းကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်တမီးမွေးထားတဲ့ဖိုတိုတာမီးနေနဲ့အထူးကြည့်ဆိုင်ပေးပါလို့ပဲကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာ။ဘာသာတရားနဲ့ပတ်သက်ပြီးတော့နှစ်နဲ့အားနေသွားမယ်ဆိုတဲ့နှစ်တဲ့မှာရောက်ရှိနေပါတယ်။ကိုကအလုပ်တွေအရန်ပင်ပန်းလို့အလုပ်တွေအရန်လုပ်ပြီးတော့ဘာသာတရားတွေမလုပ်ဖြစ်တာတွေမကင်ဖြစ်တာတွေကြုံတွေ့ပြီးတော့ကိုကလည်းအညံ့လေးတွေကိုယ့်စီကိုရောက်ရှိလာနိုင်တယ်။အညံ့ဆိုတာကမမြင်နိုင်တော့လောကီပညာပြုစားနောက်ဆက်တာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ဘာသာတရားလေးတွေကို အရင်ကထပ်ပို့ပြီးတော့လုပ်ပေးပါအခုတော့ကောင်းလို့များများလုပ်ချင်အောင်ပြစီးပွားရေးအလောက်ကန်ကျမ်းမာရေးတွေကောင်းမွန်လာမှာဖြစ်ပါတယ်ဒီတစ်ချက်လေးတော့အထူးကြည့်ဆိုင်ပေးပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေတာတစ်ခုကလုပ်ငန်းအဟောင်းတွေလုပ်ငန်းအဟောင်းတွေကပို့ပြီးတော့အကျိုးပေးမယ်ကောင်းလာတယ်မှာရှိနေပါတယ်ကိုလောကမတင်ထားတဲ့လုပ်ငန်းအဟောင်းတွေအစင်မပြိုးတင်ထားတဲ့အလောက်အဟောင်းတွေကပြန်လဲအစင်ပြေတာမျိုးတွေ เนาะပြန်ပြီးတော့တော့ငွေကြေးတွေပြေဆုံးလာတာတွေဂျုံထိတ်နိုင်ပါတယ်။ဒါကြောင့်မို့ကိုယ့်ရဲ့အလုပ်အဟောင်းတွေကပြန်ပြီးတော့အကျိုးပေးမယ်ဖြစ်တော့ကြောင်းမိတ်ဆွေကနေရာအဟောင်းတွေကိုပြန်ပြီးတော့သွားတာမျိုးအလုပ်ဟောင်းတွေပြန်လဲစတင်တာမျိုးလုပ်ကြည့်ပါ၊ကန်ကြည့်ပါအဟောင်းတွေကနေအစ်စ်ပြန်ဖြစ်တာမျိုးအဟောင်းတွေကနေတော့ပြန်ပြီးအဆင်ပြေတာမျိုးတွေဂျုံထိတ်နိုင်ပါတယ်။အလုပ်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အလုပ်တစ်စတင်တာထက်လက်ရှိကိုလုပ်နေတဲ့အလုပ်ကိုဘယ်လိုမျိုးကောင်းအောင်လုပ်မလဲဘယ်လိုမျိုးတိုးချဲ့မလဲ နော်ဘယ်လိုမျိုးစတင်လဲဆိုတော့စဉ်းစားရင်တော့ပို့ပြီးတော့ကောင်းတယ်ဒါကြောင့်လုပ်ငန်းအသစ်ကိုကျွန်တော်အားမပေးဘူးလက်ရှိလုပ်နေတဲ့အလုပ်ကိုဒီထက်ပိုပို့ပြီးအဆင်ပြေအောင်စူးစမ်းမယ်ဆိုရင်တော့အောင်မြင်မှုတစ်ခုကိုရရှိမှာဖြစ်ပါတယ်အလုပ်မရှိတဲ့သူတွေအလုပ်ကံနဲ့ပတ်သက်တဲ့စိတ်ညစ်နေရတဲ့သူတွေကလည်းတေချာပါအလုပ်တွေရရှိမှာဖြစ်ပါတယ်လုပ်ငန်းကံကံကံကတော့အရန်ကောင်းတယ်လုပ်ငန်းအဟောင်းတွေကပို့ပြီးတော့အကျိုးပေးမယ်ကာလတွေမှာရှိနေပါတယ်နောက်တစ်ခုသတိထားစရာတစ်ခုတော့ရှိတယ် ကံနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတာတော့မဟုတ်ဘူး50 50တော့ရှိတယ်။ကံဆန်းကျင်လဲရတယ်ဒီပေါက်ကံတချို့တော့ရှိတယ်အများကြီးတော့မဟုတ်ဘူး။ဟိုကကံနဲ့ပတ်သက်ပြီးတော့ဝါနာပါတယ်ဆိုရင်တော့ဆန်းကြည့်ပေါ့အရန်အားကောင်းနေတာမဟုတ်ရတဲ့ကြောင့်မို့တိတ်တော့အကျိုးပေးမှာတော့မဟုတ်ဘူး။မိတ်ဆွေကကံဆန်းကျင်တယ်ဆိုရင်တော့တစ်ပါတဲ့နံပါတ်တွေ၉ပါတဲ့နံပါတ်တွေကအရန်ကျိုးပေးနေတယ်နှင်းနေဖြစ်ပါတယ်။တင့်နဲ့ကိုကိုညာရှိလို့ဆန်းတတ်ကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ ကံကောင်းနေတဲ့ရောင်ကအစိမ်းရောင်ရဲ့တင်ပြရောင်ရဲ့ကကံကောင်းပါတယ်ဒီလိုအရောင်တွေကိုညံစီတော့တုံးပြချင်ရပါပဲကံကောင်းမှုတွေတွေတေချာပေါင်းရရှိမှာဖြစ်ပါတယ်မိတ်ဆွေအလုံးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ရင်းချင်းတဲ့ကိစ္စတွေပြောမယ်ဆိုမယ်သွားမယ်လာမယ်ဆိုရင်ဒီအရောင်လေးတွေကိုဝတ်ဆင်ပြီးတော့သွားမယ်ဆိုရင်တေချာပေါင်းအဆင်ပြေမှာဖြစ်ပါတယ်ကဲအထူးသတိထားစရာတစ်ခုတော့ရှိတယ်ဒီလာမဲ့2026မှာမိတ်ဆွေရက်ဝေးတော်တာတွေကြီးထွက်တာတွေကိုတိတ်လှုပ်လို့မရဘူးအကျိုးမပေးဘူးရက်ဝေးသွားမဲ့ကံကကြာလာတဲ့မရဆိုရင် နော်ဘယင်နမိတ်ဖြစ်တယ်ဘယင်ကဓာတ်ကိုကင်တာဘယင်ဆိုတာကတိတဲ့အတိုင်းပဲနော်နိုင်ငံကိုအချုပ်နေတဲ့လူတရားမိစေရသွားနဲ့လာမယ်ဆိုရင်နော်လန်ခီမှာနိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်ကြောင့်ကိုမအဆင်မပြေတာတွေပြိပင်တာတွေအသာစီတာတွေအချုပ်နှောင်တွေအဲ့လိုမျိုးတွေဂျုံပြီးပြီးတော့မမိတ်ဆွေတို့အဆင်ပြေမှာမဟုတ်ဘူး။ဒါကြောင့်မို့ဒီလာမဲ2026မှာသွားမယ်လာမယ်ဆိုရင်အထူးကူဆိုင်မှာလို့ကျွန်တော်ကအကြံပြုချင်တယ်။မဖြစ်မနေသွားရမယ်ဆိုရင်တော့နော်တနင်္ဂနွေသုံးပါးကိုစောင့်တည်မှသွား၊၅ပါးတိလာတွေခံယူပြီးမှသွား တော့သွားတယ်လမ်းကြီးတစ်လျှောက်မှာဗုဒ္ဓံတရဏံကိစ္ဆာမိတမန်တရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဆိုပြီးတော့တရဏဝန်သုံးပါးကိုစောင့်တည်ပြီးသွားမယ်ဆိုရင်တော့ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။နောက်ချက်သီးသားဆရာကဒီကတ်ထဲမှာပြနေတဲ့မေယာပြောရမယ်ဆိုရင်မိတ်ဆွေရအလုတ်ကံစီးပွားနဲ့ပတ်သက်ပြီးတော့အရှင်ပြေမယ်တိုးတက်မယ်ဆိုပေမဲ့မမြင်နိုင်တော့လောကီပညာနဲ့ကိုယ်မနာလိုလူတဲ့တချို့နော်အားလုံးတော့မဟုတ်ဘူးတချို့တယောက်စားနှစ်ယောက်စားကမမြင်နိုင်တော့လောကီပညာနဲ့ပြုစားတာတွေနှောက်ဆက်တာတွေ မကောင်းတဲ့ပညာနဲ့တိုက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်။မိစွေရစီကန်းစီယုံသွားလည်းမပြောက်ဘူး၊တွေးစီသက်မရိုက်လည်းဖြစ်မပေါ်ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူး။စိတ်နဲ့လူနဲ့မကပ်ဘူးစိတ်တည်းကလင်းညာနေတယ်ဆိုရင်တော့နှိစက်ရစရာတွေမှာစစ်ဆေးကြည့်ပါ။ကျွန်တော်အကူအညီတောင်းမလို့စစ်ဆေးမယ်ဆိုရင်လည်းရပါတယ်အခမဲ့စစ်ပေးပါတယ်ပျောကပဲစစ်ပေးတာနော်ဘီဒင်တွက်ပေးတာတော့မဟုတ်ဘူးဘီဒင်မေးမယ်ဆိုရင်တတ်မှတ်ထားတဲ့ပူဇော်ခါတော့ရှိပါတယ်ဒါကြောင့်မို့ဒီလာမယ့်2026မှာမမြင်နိုင်တော့လော်ဂီပြန်ပြူစာနှောက်ဆက်တတ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတွေနဲ့ဖျားပြားလေးမြင်အောင်လုပ်ပါ နော်အလုတ်ကလည်းပင်ပန်းလာတဲ့မျိုးဖျားတရားကလည်းကွာလောက်ရမယ်ဆိုတော့လည်းအရန်ပင်ပန်းမှာပေါ့ဒါကြောင့်မို့ဖျားတရားကိုမပြတ်မကွက်လေလောက်ချင်အောင်ဖြင့်မကောင်းလောအညက်တရားနေတွတ်ပြီးတော့ဒီထက်အဆင်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်ဖျားတရားလေးကိုပုံမှန်လေးလုပ်ပြီးပါလို့ပဲကျွန်တော်ကအကြံပြုခြင်းနဲ့ပုလို့ကောင်းမှုတွေများများလုပ်ပြီးပါခင်ဗျာမမြင်နိုင်တော့လောကီပညာကျူစာနှောက်ဆက်တတ်ပါဒီချက်တော့အထူးပြုဆိုင်ပါလို့ပဲအကြံပြုခြင်းပါလေခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရေဒီယာလေးပြေးမယ်ဒီရေဒီယာလောက်ထားခြင်းအပြင်ဒီလာမယ့်2026မှာ ဘောရီတို့တာမီရကန်ကောင်းချင်းနဲ့ကိုယ့်စီကိုရောက်ရှိလာပြီးတော့စီးပွားရေး၊ငွေရေးချင်းအလောက်ကန်ပညာရေးစစရာအဆင်ပြေသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလာမယ့်2026မှာမိတ်ဆွေရဒီရတရားကိုကန်ညက်တဲ့အခြေအနေကြီးခြေပါအဆင်မပြေတဲ့အခြေအနေတွေခြေချင်းရပြီးကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ရတရားကိုကျွန်တော်တို့တူတူလက်ကြည့်ကြမယ်ခင်ဗျာ။ခြေရမယ့်ရတရားကတိတ်မခတ်ပါဘူး၊ရွယ်ကူပါတယ်။မိတ်ဆွေရအိမ်ကဖျားမှာဒါမျိုးနှိမ့်ဆက်ရဖျားတွေမှာ ပဲကျော်ဒါမှမဟုတ်ရင်ပဲပြုတ်ကိုလှူဒန်းပေးရမှာဖြစ်ပါတယ်။အဆင်ပြေလိုမျိုးမိတ်ဆွေပဲကျော်တွေပဲပြုတ်တွေကိုပကံပြားလေးမှာထက်စွန်လေးထက်နော်အဲ့ဒါကိုဖះကိုယုံကြည်ရိုးတတိနဲ့ကတ်လူပါပြီးရင်စီမီတွေမွေးဓာတွေထုံးပြီးရင်တောက်တော့ရေတွေကတ်အဆင်ပြေလိုမျိုးလေးမိတ်ဆွေကတ်လူလို့လည်းရပါတယ်။ဒီရတရားလေးကိုမကြမကြပေါ့မိတ်ဆွေကတ်လူချင်ရတဲ့ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ပြီးတော့ရင်ကိုကတ်လူရပဲနေကလည်း မိတ်ဆွေရဲ့ဗုဒ္ဓနေမနက်9:45မိနစ်မှာဒီလိုဆုံးလေးတွေကိုကတ်လှူပြီးတော့စုထောင်းမယ်ဆိုရင်အလွယ်တကူတော့ဖြစ်ချင်တဲ့ရာတွေဖြစ်မြောက်တာတွေအဆင်ပြေတာတွေကြုံတွေ့နိုင်ပါတယ်ပြီးတော့ဒီကုလိုရဲ့တရားကိုခြေပြီးတော့နောက်ပဲဆိုအမျှပေးတဲ့နေရာမှာ37ပုံကျင်းလင်ကြောင်းဆိုတော့တရားပေါ့လေမေတ္တာတွေပို့လို့ပါအမျှတွေပေးဝေးပါကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုစုထောင်းပါတေချာပေါင်းပြမြောက်သွားမှာဖြစ်ပါတယ်ရင်ယုံကြည်နဲ့လောက်ပါနော်ဘာဖြစ်လဲဆိုတော့ဒီကုတို့ရေတရားကမိတ်ဆွေတက်ဘာအကုတို့မှမဖြစ်ဘူးကုတို့လည်းရတယ်ကုတို့လည်းအဆင်ပြေတဲ့ရေတရားတစ်ခုဖြစ်တယ်။ဒါကြောင့်လွဲရတော့အရန်လွဲတယ် ပဲကြော်လဲရတယ်ဒါမှမဟုတ်ပဲပြုတ်စုံနေလို့ဘုရားကကတ်လူတော့ဒါပဲနောက်တစ်ချက်အရေးကြီးတာကမိတ်ဆွေရဲ့အညံ့တွေမဝင်လာအောင်အညံ့တွေထွက်သွားရအောင်မိတ်ဆွေရဲ့အရာအောက်မှာဇီးရွက်ဇီးခိုင်းလေးတွေကိုထည့်ပြီးတော့အိပ်ပေးပါကျမရေးလဲခေါင်းရအောင်လို့ပါဇီးရွက်ဇီးခိုင်းဇီးဆိုတော့နော်အဆူးလေးတွေပါမယ်တတိထားပါတော့နော်အဆူးတွေကိုတေချာလေးဖယ်ပြီးမှပဲကိုယ့်ရဲ့အရာခင်းအောက်မှာ ခင်းပြီးတော့အိပ်ပေးပါ ပြီးရင်တစ်ဖက်လောက်တိတိအိပ်အိပ်ပြီးွားပြီးအဲ့ဒီရဲ့ဇီးခိုင်းဇီးရွက်လေးတွေကိုချောင်းထဲမှာတောင်းမျောပြစ်ပါလက်အိပ်ဆွပြီးတော့ဂိုင်တော့လက်အသားနဲ့တောင်းမဂိုင်နေငါးစီမှာရှိနေအညက်တွေငါးစီမှာရှိရင်မကောင်းတဲ့ຢာတွေဒီဇီးခိုင်းဇီးရွက်ဇီးညွက်ကနေချောင်းနဲ့တပါလေဒီအညက်တွေမျောပါသွားပါစေဆိုပြီးဆုတောင်းပြီးတော့မျောပြစ်ရမှာဖြစ်ပါတယ်ဒီအရာအခြေချင်းအားဖြင့်မိတ်ဆွေကံကောင်းမှုလေးတွေတော့ရရှိမှာဖြစ်ပါလေအညံ့တွေကမဝင်လာတော့ဘူးကံကောင်းမှုတွေပဲကိုယ့်စီဝင်လာမှာဖြစ်ပါလေ